အားလုံးပဲမင်္ဂလာပါရှင်2025မေလ23ရက်နေ့နေ့လယ်ပိုင်းသတင်းစီစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင် ပထမအနေနဲ့တင်ဆက်ပေးမယ့်သတင်းကတော့ ရန်ကုန်တွင်အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို ပြစ်သက်ခံရမှုတွင် CCTV မှတ်တမ်းများကိုစစ်ထောက်လမ်းရေးကရရှိသွားပြီးပြစ်ခတ်သူများ၏လမ်းကြောင်းနှင့်နေရာများကိုအပူတပြင်းစုံစမ်းစစ်ဆေးနေတယ်။နေရာပေါင်းစုံတွင် ပုံစံပေါင်းစုံဖြင့်ဌာနပေါင်းစုံကပူပန်းထောက်လမ်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တွင်အငိမ့်စားဘုံမှုချုပ်ချိုထွန်းအောင်ကိုပြစ်သက်ခံရမှုအတွက် CCTV မှတ်တမ်းများကိုစစ်ထောက်လိုင်းရေးကရရှိသွားပြီးအပူတပြင်းစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းရဲဖက်နယ်စစ်ဖက်တရင်ရင်းမြစ်များကပြောဆိုပါရယ် ယမနေ့နနပိုင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွယ်ရွှေနှင်းစီ6လမ်းတွင်နေထိုင်သောအငိမ့်စားဘုံမှုချုပ်ချွထွန်းအောင်ပြစ်တက်ခံရ၍တေဆုံးပြီးနောက်စစ်ကောင်စီက CCTV မှတ်တမ်းများအားလုံးလိုက်လံသိမ်းဆည်းခဲ့ကြောင်းယင်း CCTV မှတ်တမ်းများအနက်မှပြစ်ခတ်သူတို့၏ရပုံမှတ်တမ်းများနဲ့အဝင်အထွက်လမ်းတလျှောက်ကိုစစ်ကောင်စီ၏စစ်ထောက်လိုင်းရဲများကလိုက်လံစုံစမ်းနေကြောင်းသိရှိရပါသည် CCTV မှတ်တမ်းအလုံးကိုတော့ရနေပြီ။သူတို့ CCTV မှတ်တမ်းကိုလည်းဌာနပေါင်းစုံဖြန့်လဲဖြန့်နေတယ်။အပူတပြင်းလိုက်နေတာကလည်းဌာနပေါင်းစုံလိုက်နေကြတယ်။ပြစ်ခတ်သူကိုမိအောင်ဖမ်းဖို့ဒုစစ်ခေါင်းဆောင်စိုးဝင်းကအမိန်ပေးတယ်။သူရန်ကိုရောက်နေတဲ့အချိန်ဖြစ်သွားလို့ပို့ပြီးဖိအားပေးနေတယ်။ဒီ case မမိရင်ရာထူးပြုတ်အေးအေးယူခံရမည်။တက်နေမှုများရာထူးကြီးတွေအများကြီးပဲဟုစစ်ဘက်တရင်မြစ်တစ်ခုကပြောဆိုပါတယ်။ရန်ကုန်ခြေဆိုင် Golden Valley Warriors ကမူစစ်ကောင်စီ၏အပူတပြင်းစုံစမ်းဖော်ထုတ်မှုများနဲ့ပတ်သက်၍ထူးထူးခြားခြားမှတ်ချက်ပေးရန်မရှိကြောင်းပြောဆိုရယ်ရန်ကုန်မှ UG အဖွဲ့ဝင်တဦးကမူ UG အဖွဲ့များအနေဖြင့်မိချင်းများကိုကောင်းထဲဖော်ရန်ပြင်းစင်မှုများစွာဖြင့်လှုံ့ဆောင်ခြင်းဖြစ်၍စစ်ကောင်စီ၏စုံစမ်းဖော်ထုတ်မှုများအတွက်စိုးရင်စရာမရှိဘဲသက်ဆိုင်ရာရဲဘော်များဘေးကင်းရာရောက်ရှိနေပြီဟုယုံကြည်ကြောင်းတုံ့သက်ပြောဆိုပါသည် ယမနေ့ပြစ်ခတ်ခံရမှုကြောင့်တေဆုံးသွားခဲ့သောအငိမ့်စာဘူမှုချုပ်ချိုထွန်းအောင်ဤနာယီကို မေလ24ရက်နေ့မွန်တက်စနနာယီမင်္ဂလာတုံစစ်သိန်းကျင်းတွင် ပြုလုပ်သွားမည်ရက်လယ်ကိုမေလ28ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းနာယီကြေညာချက်အရသိရှိရပါသည်ပြစ်သက်ခံရသောအငိမ့်စာဘုံမှုချုပ်ချိုးထွန်းအောင်သည်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC တွင် International Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်း စစ်တမဘုံမှုချုံဘိုချုံရာထူးဖြင့်အငိမ့်စာယူခဲ့တော်လဲလက်ရှိအကြံပစစ်တဤနေ့စဉ်လူမဆန်မှုများစွာအတွက်စစ်ပဆိုင်ရာတင် जा ပို့ချနေသူများကိုလည်းစည်ရေးပြတ်မဲ့အဖြစ်တမတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းဘိုချုပ်ချိုထွန်းအောင်ဒီဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတန်အမတ်ဖြစ်ပါဆောင်ရွက်ခဲ့ဖူးပြီးမြန်မာပြည်ပြန်ရောက်ချိန်မှစတင်က နေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC တွင်အကြမ်းဖက်စစ်တပ်အရာရှိများကိုစစ်တိုက်တင်ကြားပူချနေသူဖြစ်ကြောင်း Golden Valley Warriors ၏ထုတ်ပြန်ချက်အရသိရှိရပါသည်မြန်မာနိုင်ငံအားထားရသူများတဲ့တွင်အငိမ့်စာဘူချုပ်ချိုးထွန်းအောင်လဲပါဝင်ခဲ့ပြီး2025ခုနှစ်မလ26ရက်နေ့တွင် မင်္ဂလာတုံလေတက်စခန်းမှာစစ်တပ်သေးယူ ပို့ဆောင်ရေးလေယာဉ် MAF 003အထူးလေယာဉ်ဖြင့် စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ဖင်ရှားအရေးပါသူများကို နေပြည်တော်စီရေးပြအခမ်းအနားတရံမင်းအွန်လိုင်းကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေရင်ပေါ်တွင် အေးနေဝင်းတို့မိသားစုအပါအဝင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်လဲပါဝင်ခဲ့ကြောင်းသိရပါရသည် 2025တမရော်နေ့စစ်ရေးပြပွဲအခမ်းအနားအပြီးမလ28ရက်နေပြည်တော်မှာရန်ကုန်အပြန်လမ်းကြောင်းအတွက်စစ်တပ်သေးယူပို့ဆောင်ရေးလေယာဉ် MAF 0011အထူးလေယာဉ်ဖြင့်ဗိုလ်ချုပ်ချုပ်ထွန်းအောင်ပြန်လာခဲ့ကြောင်းသိရှိရပါတယ်။ မြန်လိုင်းဒီ၎င်းအာကိုရသည့်စစ်ဘိုးချုံဟောင်းများ၏အကြံဉာဏ်များကိုရယူပြီးပြည်သူစစ်မဟာဗျူဟာကိုစစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါအဖွဲ့၏တိုင်းအဆင့်ခေါင်းဆောင်များတွင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်ပါဝင်ကြောင်းသိရှိရပါသည်မြန်လိုင်းဒီ2023ခုနှစ်ဇန်နဝါရီလ17ရက်နေ့တွင်ဗိုလ်ချုပ်ချုပ်ထွန်းအောင်ကို သူကိုယ်တိုင်ဝနကျော်ထင်ပွဲဒစိပ်ပေးအပ်ခဲ့ပြီးချွေအချင်း၅ချက်သားကိုပါဂုံပြုစုအဖြစ်တပါးတဲ့ပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင် နောက်ထပ်တစ်ပြေးမဲ့တဲ့ကတော့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးတယ်။ရန်ကုန်မှာစိုးဝင်းရောက်ရှိနေချိန်အငိမ့်စာဘုံမှုချုပ်ချိုးထွန်းအောင်ပြစ်သက်ခံရမှုလုံခြုံရေးရှုတ်ဖို့မှုဖြင့်တနေမှုများအသတိပေးခံရတယ်ဆိုတော့ပဲဖြစ်ပါရဲ့ရှင်။ မြန်မာနိုင်ငံတော်ဟာရွေးကောက်ပွဲကျင်းပရန်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက်ဒုစစ်ကောင်ဆောင်ဆိုဝင်ကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်ကောင်စီကယခုနှစ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်ရည်ရထားပြီးရင်းတို့ကျင်းပနိုင်ရေးအတွက်ဆုံရှုံနေမြင်များအနှံ့မှမြို့နယ်တချို့ကိုပိုင်းပိုင်းနိုင်နိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေး ချီရင်ဆွဲစစ်တပ်ကထိန်းချုပ်ထားသောနယ်မြေများတွင်အေးချမ်းစွာဖြင့်ရွေးကောက်ကျင်းပနိုင်ရေးအတွက်ဒုစစ်ကောင်ဆောင်ဆိုရင်းကဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရပါသည်ကစားချမှုတွေနဲ့စစ်တိုင်းမှုတွေပြည်내တိုင်းဝန်ကြီးချုပ်တွေအားလုံးကရေကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိရှိရှိစေ။ကစားချမှုတွေနဲ့စစ်တိုင်းမှုတွေပြည်내တိုင်းဝန်ကြီးချုပ်တွေအားလုံးက ရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေလုံခြုံရေးစီမံနဲ့စပြီးလုခိုင်းနေပြီအဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကဒုတက်ချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကွက်ကဲမှာဖြစ်ပါတယ်မေလာစံပိုင်းမှာလုတ်တဲ့စစ်ပဆိုင်ရာစီဝေးတွေနဲ့အရက်ဖက်စီဝေးတွေမှာအဲ့ဒါကိုတယုံဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရှိရပါတယ်ဟုနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကပြောဆိုပါတယ် ဒုစစ်ကောင်ဆောင်ဆိုဝင်သည့်ကရင်ပြည်နယ်မြဝတီမြို့ကိုပြန်လည်ရရှိရေးအောင်စရာစစ်တောင်းကိုဦးဆောင်ခဲ့မှုတော်လဲရင်အောင်စရာစစ်တောင်းမှာမိတိအောင်မြင်မှုမရှိဘဲလက်ရှိတွင်ထိုင်းမြန်မာနယ်ဆက်ရှိစစ်တပ်စခန်းများအလုံးကို KNLA ဦးဆောင်သော တော်လန်ရဲတပ်များကတင်ပိုက်နေခြင်းကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးကိုတော်လန်ရဲတပ်များကဝိုင်းဝန်းပိတ်ဆို့ခံရခြင်းများဖြစ်ပေါ်လျက်ရှိပါသည် ထို့ပြင်ရန်ကုန်တွင်ယမနစ်ဒုစစ်ကောင်းဆောင်စိုးဝင်ရောက်ရှိနေခဲ့ပြီးရန်ချိန်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တွင်အငိမ့်စားပုံမှုချုပ်ချိုထွင်းအောင်ပြစ်ဒဏ်ခံခဲ့ရကြောင်းရင်းဖြစ်စဉ်အတွက်သဆိုင်ရာလုံခြုံရေးတာဝန်ရှိသောတနယ်မှုများကိုလုံခြုံရေးရှော့ပုံမှုဖြင့်တတိပေးခံရကြောင်းဖြစ်စဉ်တွင် ကျူးလွန်သူများကို မဖြစ်မနေဖမ်းဆီးဖို့ထုတ်ရန်ဒုစစ်ကောင်းဆောင်က အမိန့်ပေးလာကြောင်းသိရှိရပါသည် မနေ့ရန်ကုန်မှာအငိမ့်စားပုံမှုချုပ်ချွတ်ထွန်းအောင်ပြစ်တလုတ်ကြံခံရချိန်မှာဒူချုပ်ကညောင်နှပင်နဲ့ကဘာအေးကိုကူတန်းနေတဲ့အချိန်မှာလုံချုံရေးရှုပ်ပုံမှုနဲ့တက်နေမှုတွေသတိပေးခံရတယ်။ပြစ်ခတ်လုတ်ကြံသူကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန့်ပေးပါတယ်ဟု နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုပါတယ်။ ယမနေ့အငိမ့်စာဗိုလ်မှုချုပ်ချိုးထွင်းအောင်ပြသက်ခံရသည့်နေရပတ်ဝန်းကျင်လမ်းတလျှောက်မှာ CCTV များနဲ့မိပွိုင်းများတွင်ချိတ်ဆက်ထားသော CCTV ဗီဒီယိုမှတ်တမ်းများကိုစစ်ပဆိုင်ရာလုံခြုံရေးအဖွဲ့ဆိုင်ယာဖနဲ့စစ်တပ်တနယ်မှုများကလိုက်လံသိမ်းဆည်းနေကြ CCTV မှတ်တမ်းများမှတဆင့်ပြစ်ခတ်လုကြံသွားသူများကိုဖမ်းဆီးနိုင်ရေးစုံစမ်းလျက်ရှိကြောင်းသိရှိရပါသည် နောက်ထပ်တစ်စပိမဲ့တဲ့တင်းကတော့ရခိုင်မလူငယ်များကိုပြည်ပနဲ့ပြည်မတို့ထွက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမည်ဟုအေအေကကြေညာတယ်ဆိုတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်ရင်းမှာနေထိုင်သော ရခိုင်လူငယ်များကို ပြည်ပနဲ့ပြည်မတို့ထွက်ခွာခွင့်မပြုဘဲအေအေထံတွင်စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်းအရခတ်တတော်အေအေကယမနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲများဆက်လက်ပြင်းထန်နေစေဖြစ်သောအရခဒေတာအတွင်မှနေရက်ဆွန့်ခွာရန်အာထူကြိုးပမ်းနေကြသောဒေတာနယ်ပြည်သူများတိချိလိုက်နိုင်ရန်အတိပေးတားမြစ်ချက်တစ်စောင်ကိုရခိုင်ဘာသာဖြင့်ယနေ့မေလ22ရက်နေ့ထုတ်ပြန်ပါတယ်သက်18မှ25နှစ်အရွယ်အမျိုးသမီးများနဲ့အသက်18မှ45နှစ်အတွင်းအမျိုးသားများအလုံးစစ်မှုထမ်းရမည်ဆိုသည့် AAE အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တော့ လူငယ်လူရွယ်များမှာရက်ရွာအတွင်းမှာတိမ်းရှောင်မှုများရှိနေကြောင်း AA ကျမရဲ့ဌာနကကုသမပေးနိုင်သည့်ပြင်းထန်ရောဂါသည်လူနာများနှင့် အသက်အန္တရာယ်ဆိုးရင်ရသော လူနာများမှလွဲ၍မလ18ရက်နေ့ကထုတ်ပြန်လိုက်သည့်အမျိုးသားကကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပါအကျုံးဝင်သူများကိုတွာလာခွင့်ပြုမည်မဟုတ်ဘဲလက်ရှိတိုက်ပွဲများကြောင့်ဖြစ်လာသော အရေးပေါ်ကာလပြီးဆုံးချိန်အထိတားမြစ်ထားမည်ဖြစ်ကြောင်း AA ကကြေညာသွားပါသည် ရခိုင်မှထွက်ခွာလိုသူများကို ကုံလန်းရေလန်းမှပိတ်ဆံယူပိုက်ဆံယူရခိုင်မှထွက်ခွာလိုသူများကိုကုံလန်းရေလန်းမှပိုက်ဆံယူပို့ဆောင်နေသူများကိုလည်းတွေ့ရှိပါကတီစဲဥပဒေများအရာအေးအေးယူခြင်းခံရမည်ဖြစ်ကြောင်းအခြေခံစားတောက်ကုန်များရောင်းဝယ်သည့်ကုန်တယ်များနွားကုန်တယ်များနွားအငားလိုက်သူများစာတိကုံတဲ့များအနေဖြင့်လေလူပိုခေါ်ချင်းအခကျင်းငွေယူ၍လူကယ်ရီမပြုတ်လို့ရန်အေအေကတားမြစ်ထားပါဗျ။ ်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီထောင်ထားသည့်စွန်မိုင်းများမနှင်းမိစေရန်စစ်ကောင်စီတန်းစစ်မှုထမ်းစုဆောင်းမခံရစေရန်ကြားဖြတ်လုပ်ငန်းများအတွင်လူကုန်ကူးမခံရစေရန်တိုက်ပွဲများအကြာကြားမညက်စေရန်စစ်ကောင်စီ၏ရခိုင်လူမျိုးမှပုံတင်စစ်တပ်မြင်ဆောင် ကိုင်ဆောင်ထားသူများကိုဖမ်းဆီးဝင်ညစ်ခြင်းဖမ်းဆီးခြင်းပုံမှန်အမျိုးမျိုးဖြင့်ဖမ်းဆီးထောင်ချခြင်းလူသက်အလောင်းဖျောက်ခြင်းများပြုလုပ်နေသည့် NDA များမှကင်းဝေးစေရေးအတွက်လည်းရည်ရွယ်ထုတ်ပြန်တားမြစ်ခြင်းဖြစ်ကြောင်း AAE ညင်ညာချက်တွင်ရေးသားထားပါသည် ULAA နေဖြစ်အရေးပေါ်ကာလကြေညာချက်ပြန်လည်ရုပ်သိမ်းပြီးအချိန်ကိုထပ်မံအတိပေးထုတ်ပြန်သွားပြီဖြစ်ကြောင်းမပြီးပြတ်သေးသော မြို့သိမ်းတိုက်ပွဲများကိုအကန့်အသတ်ဖြင့်ဆင်နွှဲရင်း အရခဒိတာတခုလုံးအရခပီတူလက်ထဲရောက်ရှိရေးဟူသောယီမန်ချက်ကို အကောင့်ထဲဖုန်နေကြောင်းသိချရပါရရှင်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ချောင်းဦးမျိုးထွေအုပ်ယုံနဲ့ရဲစခန်းတို့ကိုတရုံဖြစ်ဘုံကျဲတိုက်ခိုက်မှုစစ်ဘိုလ်တဦးအပါအဝင်၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။စကိုင်းတိုင်းချောင်းဦးမျိုးအထွေထွေအုပ်ချုပ်ရေးမှုယုံနဲ့ ရက်စခန်းတို့၌တက်ဆွဲထားသောစစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါအဝင်၄ဦးသေဆုံးခဲ့ကြောင်း Picot Drone Team မြောင်းတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုပါသည် ယမနေ့မေလ21ရက်နေ့နေ့လယ်ပိုင်းက6ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ရဲစခန်းတို့တွင်အင် အားဖြည့်တင်းရန်ရောက်ရှိနေသောစစ်ကောင်စီတပ်သားများကို Face Wings Drone 6စီးဖြင့်ဘုံတီးစစ်နှလုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တဦးအပါအဝင်၄ဦးသေဆုံးပြီးညှိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါသည်စစ်ကြောင်းထွက်တဲ့ချိန်မဟုတ်ပါဘူး6ဦးမြို့ပေါ်မှာရှိနေတဲ့အချိန်ချခဲ့တာပါ ထွေဥယုံနဲ့ရဲစခန်းများရှိနေတဲ့အချိန်ချခဲ့တာဟု Picot Drone Team မြောင်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်သို့သောဘုံကျဲတိုက်ခတ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပြီးနောက်အချိန်အနည်းငယ်အကြာတွင်စစ်ကောင်စီတပ်သားများကလက်နက်ကြီးဖြင့်ပြန်လည်တိုက်ခိုက်မှုရှိခဲ့တော်လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါတက်ခတ်မှုကို pick out drone team မြောင်းရင်းမာပင်ခရိုင်တရင်35ခွဲနှင့် GZ21 ရင်းမာပင်ခရိုင်တရင်စခွင် B21 ကနီ PDF NPDF ရင်းမာပင်မြောင်း drone force MDF ကြားခင်စိန်အာမန်တိငဇွန် Revolutionary Air Force မြောင်းအောင်တပြေညီနောင် local PDF ကြောက်စဲဘိုးစားကလေး drone strike freedom fighter drone force နဲ့ CHU PDF အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယခုကဲ့သို့ drone mission များဆက်လက်ပြုလုပ်နိုင်ရေးအတွက်အညာဝင်ဟင် drone စစ်စင် campaign ကိုပါဝင် ထောက်ပို့ကြရန် Peacock drone team မြောင်းဖွဲ့ကမြစ်တာရက်ခံထားပါတယ်။ဒီကနေ့နေ့လယ်ပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြတဲ့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြချမ်းမချမ်းသာကြပါစေရှင်။